ကိုဦးဆောင်ချိန်မှာမမီတို့အနေနဲ့ကိုယ့်ရဲ့ကလေးလေးရဲ့အတွက်ကိုကိုယ့်အတွက်ကိုစိတ်ပူတာပုံမှန်ဖြစ်လိမ့်မယ်။အခုကျွန်မပြောမယ့်ဗီဒီယိုလေးကတော့ဒီကိုဦးဆောင်ချိန်မှာဘယ်လိုအခြေအနေမျိုးဆိုလို့ရှိရင်စိုးရင်ရပြီးတော့စိတ်ယုံချက်ချင်းသွားမယ်။ဘယ်လိုမျိုးဆိုလို့ရှိရင်တော့ခဏလေးစောင့်ပြီးမှသွားလို့ရတယ်။ဘယ်လိုတွေဆိုလို့ရှိရင်တော့အေးစစ်စစ်နေမှသွားတာဒါမှမဟုတ်နောက်တစ်ခါရချင်းကြမှာဆီအောင်ကိုပြောပြတာမျိုးလုပ်လို့ရတယ်ဆိုရအကြောင်းလေးကိုပြောပြပေးသွားမယ်။ ကျွန်မဘာလို့ဒီဗီဒီယိုလေးလုပ်ရလဲဆိုလို့ရှိရင်ကျွန်မအနေနဲ့လည်းအခုအဲကလေးနှစ်ယောက်နဲ့ကတိတ်ရင်မအောင်ဘူးအဲ့တော့လာမီးတဲ့ comment တွေကိုကျွန်မအဲတောက်ကြစနေတနင်္ဂနွေညဘက်ကျမှပဲဖြေပြီးနိုင်တယ်ပြောကြမလို့ကျွန်မမဖြေပြီးလိုက်နိုင်တဲ့အချိန်မှာဒီမေမေတို့အနေနဲ့အဲဒီအရေးကြီးတဲ့ဟာကိုမတိလိုက်ပဲဖြစ်မှာဆိုလို့ကျွန်မဒီဗီဒီယိုလေးကိုတော့တာဖြစ်ပါတယ်အဲ့တော့စက်ကြည့်လိုက်ကြအောင် ါပါဒေါက်တာနဝင်းဘလော့ကနေပြန်နေကြိုဆိုလိုက်ပါတယ်ရှင်ကိုယ်ဆောင်ချိန်မှာဘလို့ပြဿနာမျိုးတွေကြုံတွေ့ရမလဲဒီလိုမျိုးကြုံတွေ့ရတဲ့ပြဿနာတွေကစိုးရင်စရာလားဘလို့အနေရရှိနိုင်လို့ဆရာဝန်စီကျမသွားခိုင်းတာလဲဆိုတာကိုမသိမချာနဲ့ဒီလိုမျိုး online မှာမေးတာသူများတွေကို live မေးရတဲ့စာလို့ရှိရင်ကိုကိုတိုင်းသိရတာပိုပြီးမကောင်းဘူးလားအားကြောင့်မလို့ဒီ video ကနေပြီးတော့ကျမဘလို့မျိုးတွေဆိုလို့ရှိရင်ဘလို့ချိန်တွေမှာသွားအောင်နေဆိုတာကိုဆက်ပြပြပေးသွားပါမယ် အခုကျမပြောမှာကရည်ဘူးရအပြေဘဲချင်းနေဆိုလို့ရှိရင်ဆရာကိုချက်ချင်းပြရမလဲဘဲချင်းရင်ဆိုစောင့်လို့ရတယ်ဆိုတော့ပြောပြမှာပါပထမဆုံးသွေးစင်ခြင်းအဆက်ပြောက်တွေဒါမှမဟုတ်အချွဲစင်ခြင်းတရက်ထဲနဲ့တက်တာပါတဲ့အဆက်ပြောက်တွေဆိုလို့ရှိရင်တော့ပထမ3လအတွင်းဆိုရင်24လအတွင်းပြရမယ်၄လ9လဆိုနေချင်းပြပြီးတော့10လနဲ့10လအတွင်းကိုဝန်ဆိုလို့ရှိရင်တော့ချက်ချင်းပြပါမယ် တရက်ထက်ပိုကြတယ်ဘယ်သွင်းစမှုမျိုးမဆိုပထမ3လကိုဝင်တွင်းဆိုရင်တော့24နှစ်အတွင်းပြရမယ်ဒီ6လနောက်ပိုင်းဆိုရင်တော့ချက်ချင်းပြရမယ်နှုတ်သွေးဆိုလည်းချက်ချင်းပြရပါမယ်ဒီလိုအလဲလက်ကနေပြင်းထန်တဲ့သွေးဆင်းခြင်းဆိုရင်ပြင်းထန်တဲ့နာကျင်တာဖျားရံသူချမ်းတုံပြီးတော့သွေးဆင်းမယ်တီရှူးတွေဆင်းမယ်ဆိုရင်တော့ချက်ချင်းပြရပါမယ်အနံ့ပြင်းပြီးတော့အစင်းရအောင်မဟုတ်အဝါရောင်ချွဲရီဒါမှမဟုတ်ရားတယ်ဆိုရင်24နာရီအတွင်းပြရမယ်မိမကွာရေလိုမှုအရေးစင်းတယ်ဆိုရင်တော့ချက်ချင်းပြရပါမယ် နာကျင်နာတောင်းဆက်သွားမယ်။ဘိုင်းနှစ်ဖက်လုံးမှာခဏခဏဆွဲပြီးတော့အောင့်နာတယ်ဆိုရင်တော့နောက်တစ်ချိန်ပြလိုက်ခါပြောရမယ်။ခဏခဏခေါင်းအနှဲငယ်ပဲကြိုက်တယ်ဆိုရင်လည်းနောက်တစ်ချိန်ပြရမယ်။ခေါင်းကြိုက်တာမသက်တာဝါဘူးနည်းနည်းပိုနာလာတယ်ဆိုရင်တော့တရက်တွေသွားပြပြီးတော့ပြင်းထန်တဲ့ခေါင်းကြိုက်တဲ့မူးတဲ့အန်နဲ့အမြေဝေွားတယ်ဆိုရင်တော့ချက်ချင်းသွားတော့သွားပြရပါမယ်။အလေလည်းဒါမို့ပြင်းထန်တဲ့တင်မဆုံနာကျင်မှုဆိုရင်တော့ချက်ချင်းပြရမယ်ဒီတင်မဆုံနာတာက၄နိုင်အတွင်းမသက်သာလို့ရှိရင်တော့ဒီတရက်အတွင်းတော့ပြရမယ် ဖျားတယ်သွေးစင်လာတဲ့အတူနားတယ်ဆိုလို့ရှိရင်တော့ချက်ချင်းပြပြီးညီရဲတဲ့ရောင်ရမ်းတဲ့ခြေထောက်တွေနားကျင်နေဆိုရင်တော့ချက်ချင်းပြရပါမယ်တနာယူ6ချိန်ထက်နည်းတဲ့တအိမ်ညစ်တာလာတယ်အဲ့ဒါနှစ်နိုင်ကျော်ကြာရင်တော့နောက်တစ်ချိန်ပြတဲ့အခါဆီအောင်ပြောပြရမယ်6ချိန်ထက်များလာပြီဆိုလို့ရှိရင်တော့ချက်ချင်းဆီအောင်ပြောပါမယ်အန်နဲ့ရောင်းနေသွားကြအောင်တနေ့တစ်ချိန်ခဏခဏအန်နဲ့ဆိုရင်တော့နောက်တစ်ချိန်ပြတဲ့အခါကျရင်ပြောရမယ်တနေ့3ချိန်ထက်များပြီအစာပါမစားနိုင်အောင်ဆိုရင်တော့24နိုင်အတွင်းပြောရမယ် ဒီအန်နာနဲ့အတူနာတယ်ဖျားတယ်ဆိုလို့ရှိရင်တော့ချက်ချင်းပြောရပါမယ်ဖျားတာကတရားတဲ့တရားနဲ့အောက်ဆိုလို့ရှိရင်တော့ဒီကျားတာ22နာရီကျော်သွားရင်တော့ပြရမယ်တရားနဲ့ဒီဂရီဖိုင်အထက်ဆိုရင်တော့ချက်ချင်းပြရမယ်။စီးသွာခတ်တယ်လုံးဝမသွားနိုင်ဘူးဆိုလို့ရှိရင်နေချင်းပြရပါမယ်။ရလို့ဝန်းနေနေပဲချုပ်တယ်ဆိုရင်တော့နောက်တစ်ခါဆရာဝန်ပြတဲ့ခါကျလို့ရှိရင်တေချာပြောပြပေးပါ။ သုံးရက်ဆက်တိုက်ဝမ်းမသွားဘူးဆိုရင်နေချင်းပြရမယ်စိတ်တဲ့အရန်ကြရဲဘာမှမပြောရှင်းဆိုရင်တော့နောက်တစ်ချိန်စီအောင်ပြရပြောရမယ်စိတ်တဲ့အရန်ကြရပြီးတော့မိမိကိုကိုဒါမှမဟုတ်တခြားသူထိခိုက်လို့ရှိရင်တော့ချက်ချင်းပြရမယ်အစားစာမဟုတ်တဲ့အရာတွေစားကြင်စိဖြစ်လာတဲ့ဆိုလို့ရှိရင်နောက်ချိန်ပြရတဲ့အခါကျရင်ပြောပြပေးပါလက်မျက်နှာဒါမှမဟုတ်ခြေထောက်မှာရုတ်တရက်ရောင်ရမ်းလာတယ်။ရုတ်တရက်ကိုလေးချင်းနေတက်လာတယ်ဆိုရင်တော့နေချင်းပြတာအမယ်။တတိလက်သွားတယ်အမြင်တွေဝါလာတယ်ဆိုလို့ရှိရင်တော့ချက်ချင်းစင်းုံစည်းကန်သွားပါမယ်။ မောတယ်အားနေတယ်အသက်ရှင်ခတ်တယ်နှလုံးခုန်မြန်တဲ့မူးနောက်တယ်ခဏခဏဖြစ်တော့နောက်ချင်းပြတဲ့အခါပြရမယ်ဇရက်ဖြစ်တော့နေချင်းပြတာမယ်အသက်ရှင်မောတာပြင်းထန်ရင်တော့ချက်ချင်းပြပြီးတော့ရေပြားရားရံတာလည်းပြင်းထန်ရင်နေချင်းပြတာပါမယ်မိမိတို့ရေဒီ ကျွန်မပြောခဲ့တဲ့အရာလေးတွေကတော့ကျွန်မမေယိုကလင်းနစ်ဇာအုပ်ကနေပြီးတော့ကောင်းလုပ်ထားဖြစ်ပါတယ်အဲ့တော့ဒီတဲ့အတိုင်းအဣတိဝေမှန်ခြင်းမှလည်းမှန်တိုင်းပဲအရေးကြီးဆုံးကတခုခုဖြစ်တယ်ဆိုလို့ရှိရင်ကျမရဲ့ဝန်ထမ်းနဲ့တိုင်ပင်ပြီးတော့ပဲဆက်လက်ဆောင်ရွက်ပါကိုယ်တော်နဲ့ကိုစေးတောက်တာတွေစေးလိန်တာတွေအရက်ကလူတွေပြောတယ်စေးတောက်စေးလိန်တာမျိုးတွေမလုပ်ပါနဲ့ကိုဝင်ဆောင်တဲ့ချိန်မှာအရန်ရေးကြည့်ပါတယ် တခုခုကျွန်မကိုသိကျင်တာမေးချင်ရင်တော့ဒီတောက်ကြစနေတနင်္ဂနွေည9:00နာရီနောက်ပိုင်းကိုကျွန်မဖြည့်ပေးပါမယ် comment နံပါတ်မဟုတ် message box မှာစာချန်ထားခဲ့လို့ရပါတယ်မိမိတို့လည်းဒီ ကျမရဲ့ဗီဒီယိုကအကျိုးရှိမှထင်တယ်ဆိုရင်တော့ဒီကိုတီးတယ်ဒီကိုဝန်ဆောင်မိခင်ဒီဒါမှမဟုတ်ကိုဝန်ယူတော့မဲ့မိမိတွေကို share လုပ်လို့ရပါတယ်ဒီကလေးကျမရဲ့မိခင်နေကလေးကျမရဲ့အမျိုးသမီးကျမရဲ့ကိုဝန်ဆောင်ကျမရဲ့ဘ ഹു သုတတွေသိကျင်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်